လုံခြုံရေးအရာရှိတယောက်အနေနဲ့တင်ဟာတင့်ကုမ္ပဏီရဲ့ကိုယ်ရက်ကိုအကောင်းဆုံးနည်းပညာတွေနဲ့ကာကွယ်ထားတယ်လို့ထင်ပါသလားဒါပေမဲ့လူတယောက်ရဲ့အမှားတစ်ခုကအရာအလုံးကိုပျက်စီးသွားစေနိုင်တယ်ဆိုတာကိုတင်သိပါသလား market jquery ရေးသားတဲ့ try or hacker စာအုပ်ထဲမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလေ့လာသင်ယူစရာတွေအများကြီးရှိပါတယ်ဒီစာအုပ်ကိုရေးသားတဲ့ market jquery ဟာနာမည်ကြီးလုံခြုံရေးပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူကလုံကြုံရေးဆိုတာတစ်ခါလုံးပြီးပြီးသွားတဲ့ကိစ္စမဟုတ်ပဲအများရန်တိုးတက်ပြောင်းလဲနေရမယ်စိန်ခေါ်မှုတစ်ခုလို့ယုံကြည်ထားသူပါပထမဦးဆုံးအနေနဲ့လုံကြုံရေးဟာတစ်ခါလုံးယုံနေပြီးတဲ့ကိစ္စမဟုတ်ပါဘူးငွေတွေအများကြီးတုံးပြီးနည်းပညာတွေကိုဝယ်ယူယုံနေလဲမလုံကြုံနိုင်ပါဘူးအဓိကကလုပ်ငန်းစဉ်တွေစီမင်းစည်းကမ်းတွေနဲ့တတ်မှတ်ထားတဲ့ပုံစံတွေကိုပြောင်းလဲဖို့လိုပါတယ်လုံကြုံရေးမှာငွေရောင်ကြီးစံဆိုတာမရှိပါဘူး ဘာလို့လဲဆိုတော့ချင်းချောက်မှုတွေကအမြဲပြောင်းလဲနေပြီးအားနေချက်အစ်စ်တွေကလည်းနေတိုင်းပေါ်နေလိုပါပဲ။ဒါကြောင့်အမြဲတမ်းစောင့်ကြည့်ပြီးအကဲဖြတ်နေဖို့လိုပါတယ်။ပြီးတော့လုံခြုံရေးစနစ်ကိုအမြဲတမ်းတိုးတက်အောင်လုပ်ဆောင်နေရပါမယ်။ပြီးပြည့်စုံတဲ့လုံခြုံရေးကိုမရနိုင်ဘူးဆိုတာကိုလက်ခံပြီးဖြစ်လာနိုင်တဲ့အနေအရွေကိုရှင်းချဖို့နဲ့တုံ့ပြန်နိုင်ဖို့ကိုအဓိကထားရပါမယ်။အလွှာလိုက်လုံခြုံရေးစနစ်ကိုတိဆောက်ပြီးကာကွယ်ရေးစနစ်တွေကိုပုံမှန်စမ်းသပ်ပါ။ တခုခုဖြစ်လာရင်ဘလို့တုံ့ပြန်မလဲဆိုတဲ့အစီအစဉ်ကိုလည်းကြိုတင်ရေးဆွဲထားရပါမယ်ဒုတိယအချက်အနေနဲ့လူတွေဟာအရေးကြီးဆုံးတော့ချက်ဖြစ်ပါတယ်ဤပညာတွေကအရေးပါပေမဲ့လူတွေရဲ့အသိပညာကျွမ်းကျင်မှုနဲ့သတိရှိမှုတွေကလုံခြုံရေးအစီအစဉ်တစ်ခုရဲ့အောင်မြင်မှုကိုဆုံးဖြတ်ပေးပါတယ်ဒါကြောင့်ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့ကအရေးကြီးပါတယ်ဝန်ထမ်းတွေတည်းမကဘူး ာမန်အသုံးပြုသူတွေကိုလည်းလေ့ကျင့်ပေးဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူတို့ကလူမှုရေးအင်ဂျင်နီယာတိုက်ခိုက်မှုတွေနဲ့တခြားချင်းချောက်မှုတွေကိုပထမဆုံးတုံ့ပြန်ရသူတွေဖြစ်နိုင်လို့ပါပဲ။ကုမ္ပဏီတစ်ခုလုံးမှာ လုံခြုံရေးနဲ့ပတ်သက်ပြီးအတိအမြင်ရှိတဲ့ delay တစ်ခုကိုတိစောက်ဖို့လည်းလိုအပ်ပါတယ်။တတိယအချက်အနေနဲ့အခြေခံလုံခြုံရေးကိုလစ်လျူရှုထားတတ်ကြပါတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့အကြီးမားဆုံးအန္တရာယ်တွေကိုကာကွယ်ဖို့အလွယ်ဆုံးနည်းလမ်းကစီမံခန့်ခွဲသူအကောင့်တွေကိုကန့်တတ်ဖို့ပါပဲ။ခိုင်မာတဲ့စကားဝတ်တွေကိုတတ်မှတ်ပေးပြီးစနစ်တွေကိုပုံမှန်အပ်ဒိတ်လုပ်ပေးပါ။စီမံခန့်ခွဲခွင့်ကိုလည်းလိုအပ်တဲ့သူတွေကိုပဲပေးပါ။ကိုရက်တွေကိုလည်းခွဲခြားထားသင့်ပါတယ်။နောက်ပြီးခင်မီနီးပညာတွေမှာမမြုပ်နိုင်ခင်မှာရှိပြီးသားအားနည်းချက်တွေကိုအရင်ဖြည့်ရှင်းသင့်ပါတယ် လုံခြုံရေးစစ်ဆေးမှုတွေကို ပုံမှန်လုပ်ပြီးတည်ထားတဲ့အားနည်းချက်တွေကိုပြင်ဆင်ပါရှိပြီးသားစနစ်တွေမှာပါတဲ့လုံခြုံရေးလှုပ်ဆောင်ချက်တွေကိုအသုံးချဖို့လည်းမမေ့ပါနဲ့စတုထအချက်အနေနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုတည်ဖို့ကအရေးကြီးပါတယ်မိတ်ဆွေတို့ရှာမတွေ့ရင် မကကွယ်နိုင်ပါဘူးကိုယ်မှာဘာတွေရှိလဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ပါ ဟက်ဝဲတွေ၊ဆော့ဝဲတွေ၊ data တွေအားလုံးကိုစရင်ပြုစုထားပြီးဘယ်မှာရှိလဲဘယ်လိုပုံစံလဲဆိုတာကိုမှတ်တမ်းတင်ထားပါ။ဘာတွေရေးကြီးလဲဆိုတာကိုသိရင် လုံခြုံရေးအတွက်ဘယ်အရာကိုအဓိကထားရမလဲဆိုတာကိုဆုံးဖြတ်နိုင်ပါတယ်။အရေးကြီးဆုံးပစ္စည်းတွေကိုကာကွယ်ဖို့အာရုံစိုက်ပြီးတင့်လျော်တဲ့လုံခြုံရေးစနစ်ကိုအသုံးပြုပါ။တခုခုဖြစ်လာရင်ဘယ်စနစ်တွေထိခိုက်နိုင်လဲ၊ဘယ်ချက်လက်တွေပျက်စီးနိုင်လဲဆိုတာကိုအမြန်ဆုံးသိရှိနိုင်ပါတယ်။ ပစ္စမအချက်အနေနဲ့အတိုင်းဝိုင်းမှပါဝင်ပြီးအသိပညာတွေကို မျှဝေဖို့ကအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ပူပေါင်းဆောင်ရွက်ခြင်းကအရေးကြီးပါတယ်။လုံခြုံရေးအတိုင်းဝိုင်းမှပါဝင်ပြီးချိန်ချောက်မှုဆိုင်ရာသတင်းချက်လက်တွေကိုမျှဝေပါ။ Open Source Project တွေမှာလည်းပါဝင်လှူရှားသင့်ပါတယ်။လုံခြုံရေးနဲ့ပတ်သက်ပြီးအောင်မြင်တဲ့သူတွေဟာအမြဲတမ်းလေ့လာသင်ယူဖို့စိတ်အားထက်သန်ကြပါတယ်။ သူတို့ရဲ့အသိပညာတွေကို မျှဝေဖို့လဲဝန်မလေးတက်ကြပါဘူးအခြားလုံခြုံရေးပညာရှင်တွေနဲ့ဆက်သွယ်ခြင်းအဖြစ်အကြံဝန်တွေရယူနိုင်ပါတယ်အတွေ့အကြုံတွေလည်းဖလှယ်နိုင်ပြီးမိမိရဲ့အလုပ်ကိုင်မှာလည်းတိုးတက်မှုတွေရရှိနိုင်ပါတယ်နောက်ဆုံးအနေနဲ့မိတ်ဆွေတို့ရဲ့အသိပညာနဲ့ကျွမ်းကျင်မှုတွေကိုအခြားသူတွေနဲ့မျှဝေခြင်းအပြင်မိမိကိုယ်တိုင်လည်းတိုးတက်လာနိုင်ပါတယ် ဘလော့တွေ့ရေးခြင်း presentation တွေလုပ်ခြင်းလူငယ်တွေကိုလမ်းညွှန်ပေးခြင်းသို့မဟုတ် open source project တွေမှာပါဝင်ခြင်းအပြင်အတိုင်းဝိုင်းကိုကူညီပံ့ပိုးနိုင်ပါတယ်။စတမအချက်အနေနဲ့တိလို့စိတ်စိတ်အားထက်သန်မှုနဲ့နှိမ်ချမှုဆိုတဲ့အရေးချင်းတွေကလည်းမရှိမဖြစ်လိုအပ်ပါတယ်။တိလို့စိတ်ကအမြဲတမ်းလေးလာတင်ယူဖို့တွန်းအားပေးပါတယ်။ ဘယ်အရာတွေကဘလို့အလုတ်လုပ်လဲဆိုတာကိုနားလည်ဖို့အားနည်းချက်တွေကိုရှာဖွေဖို့နဲ့နီလန့်အစ်တွေကိုဖန်တီးဖို့အမြဲတမ်းစိတ်အားထက်သန်နေရပါမယ်။လုံခြုံရေးနဲ့ပတ်သက်ပြီးစိတ်အားထက်သန်မှုကစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့နဲ့ခက်ခဲတဲ့အခြေအနေတွေမှာလည်းစိတ်တက်မကြအောင်ကူညီပေးပါရစေ။အောင်မြင်တဲ့သူတွေဟာဒီအကြောင်းအရာကိုစိတ်ဝင်စားကြပြီးကောင်းမွန်တဲ့အပြောင်းအလဲတွေကိုလှုပ်ဆောင်ခြင်းကြပါရစေ။နှိတ်ချမှုကလည်းအရေးကြီးပါရစေ။ မိတ်ဆွေတို့အရာအလုံးကိုမသိဘူးဆိုတာကိုလက်ခံပြီးအခြားသူတွေစီကနေအမြဲတင်ယူဖို့အစဉ်သင့်ဖြစ်နေရပါမယ်။တတမအချက်အနေနဲ့အမြဲတမ်းလ ీల တင်ယူပြီးလိုက်ရောညီထွေဖြစ်အောင်နေထိုင်ပါ။ချင်းချောက်မှုတွေကအမြဲပြောင်းလဲနေပြီးဤပညာအသစ်တွေနဲ့အားနည်းချက်တွေကလည်းအချိန်တိုင်းပေါ်ထွက်နေပါတယ်။ဒါကြောင့်နောက်ဆုံးပေါ်အကြောင်းအရာတွေကိုအမြဲသိရှိနေဖို့လိုအပ်ပါတယ်။ သတင်းစာတွေဖတ်ပါဆွေးနွေးပွဲတွေကိုတက်ပြီးအွန်လိုင်းအတိုင်းအဝိုင်းတွေမှာလည်းပါဝင်ပါအထမအချက်အနေနဲ့ဤပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ဆက်သွယ်ရေးဆွမ်းရည်ကိုလည်းမျှတအောင်ထားပါဤပညာကျွမ်းကျင်မှုတစ်ခုလည်းနဲ့မလုံလောက်ပါဘူးလုံခြုံရေးပညာရှင်တွေဟာနားလည်ရခက်တဲ့အကြောင်းအရာတွေကိုတာမန်လူတွေနားလည်အောင် ရှင်းပြနိုင်ရပါမယ်မတူကွဲပြားတဲ့အဖွဲ့တွေနဲ့လည်းပူးပေါင်းဆောင်ရွက်နိုင်ရပါမယ် အောင်မြင်တဲ့သူတွေဟာသူတို့ရဲ့ဆက်သွယ်ရေးစွမ်းရည်ကိုမြင့်တင်ဖို့လေ့ကျင့်တင် जा မှုတွေလုပ်ကြပါတယ်။ရှင်းလင်းပြသစွာရေးတက်ဖို့အချက်လက်တွေကိုထိထိရောက်ရောက်တင်ပြနိုင်ဖို့နဲ့အခြားသူတွေကိုနားထောင်တက်ဖို့လေ့လာသင်ယူကြပါတယ်။လုပ်ဖို့ကင်ဖက်တွေတက်ဆိုင်သူတွေနဲ့အတိုင်းဝိုင်းဝင်တွေနဲ့လည်းဆက်ဆံရေးကောင်းတွေတိစောက်ထားသင့်ပါတယ်။နဝမအချက်အနေနဲ့လူသားတွေဟာအားနည်းဆုံးနေရာဖြစ်နေစေပါ။ တဲ့အသုံးပြုသူတွေကို phishing email တွေကိုဘလောက်ပဲတင်ပေးတင်ပေးတယောက်မဟုတ်တယောက်ကတော့အမှားလုံးမိမှာပါပဲလူတွေက အားနည်းချက်တွေ ရှိပါတယ်လူမှုရေး engineer တိုက်ခိုက်မှုတွေ phishing လိမ်လည်မှုတွေနဲ့လူတွေရဲ့အမှားတွေက လုံခြုံရေးချိုးဖောက်မှုတွေကိုဖြစ်စေနိုင်ပါတယ်ဤပညာတွေဘလောက်ကောင်းကောင်းလူတွေရဲ့အမှားတွေကအရာအလုံးကိုပျက်စီးစေနိုင်ပါတယ် ဒါကြောင့်အသိပညာပေးတင်တန်းတွေပေးပြီးအသုံးပြုသူတွေကိုချင်းချောက်မှုတွေနဲ့အကောင်းဆုံးလှုပ်ဆောင်ရမယ့်အရာတွေကိုတင် जा ပေးရပါမယ်။နောက်ဆုံးအနေနဲ့ multi factor authentication နဲ့ data lock prevention စနစ်တွေကိုလည်းအသုံးပြုသင့်ပါတယ်။တသမအချက်အနေနဲ့ကြိုတင်ပြင်ဆင်ထားပြီးလက်ရောညီထွေဖြစ်တဲ့လုံခြုံရေးနည်းလမ်းကအရေးကြီးပါတယ်။ကြိုတင်ပြင်ဆင်ခြင်းကဖြစ်နိုင်တဲ့အနေအရာတွေကိုကြိုတင်သိရှိပြီးကာကွယ်ခြင်းကိုဆိုလိုပါတယ်။ တုတ်ပြန်ခြင်းကဖြစ်ပျက်ပြီးမှပြန်လည်ဖြည့်ရှင်းခြင်းကိုဆိုလိုပါတယ်။ချိန်ချောက်မှုပုံစံနဲ့ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေကိုပုံမှန်စစ်ဆေးပြီးလုံခြုံရေးလှုံ့ဆော်မှုတွေကိုဦးစားပေးဆောင်ရွက်တင်ပါတယ်။အဖွဲ့အစည်းရဲ့ပိုင်ဆိုင်မှုတွေချိန်ချောက်မှုတွေနဲ့တိုက်ခိုက်ခံရနိုင်ခြေတွေကိုနားလည်ဖို့လိုအပ်ပါတယ်။လုံခြုံရေးစနစ်ကိုလည်းအမြဲတမ်းတိုးတက်အောင်လှုံ့ဆော်နေရပါမယ်။ မိမိရဲ့လုံခြုံရေးအခြေအနေကို ပုံမှန်ပြန်လည်သုံးသပ်ပြီးတိုးတက်အောင်လှုပ်ဆောင်တဲ့အချက်တွေကိုရှာဖွေပါပြီးတော့လုံခြုံရေးကိုမြင့်တင်ဖို့လိုအပ်တဲ့အပြောင်းလဲတွေကိုလှုပ်ဆောင်ပါမိษွေတို့ရဲ့ဒီစာအုပ်ထဲမှာလုံခြုံရေးဆိုတာအမြဲပြောင်းလဲနေတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပြီးပြီးပြည့်စုံတဲ့အဖြစ်ဆိုတာမရှိဘူးဆိုတာကိုမှတ်သားထားစေချင်ပါတယ်လူတွေရဲ့အသိပညာနဲ့အလေးအကျင့်တွေကဤပညာတွေထက်ပိုအရေးကြီးပါတယ် အခြေခံလုံခြုံရေးကိုဂရုစိုက်ပါမိမိရဲ့ပိုင်ဆိုင်မှုတွေကိုတေချာသိအောင်လုပ်ပါအဖွဲ့အစည်းအတွင်းမှာပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီးအမြဲလေးလာတည်ယူနေဖို့လည်းလိုအပ်ပါတယ်ဒီအချက်တွေကိုအာရုံစိုက်ပြီးမိမိရဲ့လုပ်ငန်းနဲ့အဖွဲ့အစည်းကိုကာကွယ်သွားကြပါစို့